တောင်ချောင်းဆိုတဲ့ရွာကလေးဟာအင်းနိုင်တောင်ရဲ့တောင်ကြီးမှာတည်ရှိပါတယ်။တောင်ကြီးနဲ့ရွာကြားမှာတော့တမျောတခေါ်လေခွက်တွေရှိနေခဲ့ပါတယ်။ရွာရဲ့နောက်မှာတော့ဒင်းကားမြင့်ရှိတဲ့ချောင်းလေးလည်းရှိပါတယ်။အင်ဂျီ150ကျော်ခန့်ရှိပါတယ်။လေယာဉ်လုပ်ငန်းလုပ်ကင်ကြပြီးတော့အချို့ကရွာနောက်ဘက်ကဒင်းကားချောင်းမှာငားရှာဖားရှာစားတောက်ကြပါတယ်။တချို့ကတော့အင်းနိုင်တောင်ပေါ်တက်ပြီးတော့တစ်ဝါခုတ်ထွင်ကရောင်းဝယ်ခြင်းထင်းမိသွေးဖုတ်ပြီးတော့စီးပွားရှာခြင်းနဲ့ပြုလုပ်ကြပါတယ်။တောင်ပေါ်မှာတော့တစ်ဝါများတွားရောက်ခုတ်ယူပါကသတိအင်မတန်ထားရပါတယ်။တောင်ဆောင်နှက်ကအမားမခံပါဘူး။ တခုခုမားရင်တော့ဒုက္ခရောက်မိတာမှတ်ပြီးတော့အချိန်မီမတောင်းမှန်တဲ့အခါအသက်ပင်ဆုံးရှုံးရနိုင်ပါတယ်။အင်းနိုင်တော့မှာတော့တောင်ပေါ်သွားသူတွေကိုတောင်ကအမားမခံသလိုတောင်ကြီးနဲ့လေကွင်းဆက်မှာရှိတဲ့ကွင်းကကွင်းမိုင်ပုတ်ကူကလည်းအမားမခံပါဘူး။တောင်ကြီးကွင်းဆက်နဲ့လေကွင်းဆုံးမှာတော့တမ်းပင်တဟပ်ပင်နဲ့ကျွတ်တို့ကျတဲ့ပေါက်နေတဲ့ကွင်းပိုင်ရဲ့နယ်မြေမှာလွန်ခဲ့တဲ့၃လခန့်ကတောင်ချောင်းရွာကမုတ်ဆိုးမှဒေါ်ရှင်ရဲ့သားဖြစ်သူတန်လုံးဟာလေကွင်းဆက်မှာငက်ပြစ်သွားရင်လည်းနေကျွန်သွားကတောင်ကြီးမှာရှိတဲ့တောတွေကငက်ကိုတွတ်ပြစ်မိခဲ့ပါတယ်။ ငတ်ပစ်ပြီးလို့အိမ်ကိုပြန်ရောက်တဲ့အခါမှာပဲကြောင်တောင်တောင်နဲ့မွေကြီးမွေကြီးဆိုပြီးတော့អော်နေတာကြောင့်យွာဦးចောင်းကဆရာတော်ကိုပြေးပြီးတော့ရှောက်ထားရပါတယ်ဆရာတော်ကိုယ်တိုင်ကြွလာပြီးတော့ပရလောကသားကွဲမိုင်ကိုမြစ်တာရက်ခံပြီးတော့ပရိတ်ရည်နဲ့ပတ်ပြန်ပေးပြီးတော့ပရိတ်ရည်ကိုလည်းတောက်စီရာမှာတက်တာပြောက်ကင်းခဲ့ရပါတယ်မကြသည်မိကအဖြစ်ပြက်ကလည်းမယုံကြည်နိုင်စရာပါတောင်ချောင်းយွာသားတွေဖို့မယုံကြည်နိုင်ခြင်းနဲ့အတူစိုးရင်စိတ်ကြောက်လန့်စိတ်တွေပါတွန်တွဲဖြစ်ပေါ်ခဲ့ကြရပါတယ်မယုံကြည်နိုင်စရာအဖြစ်ပြက်ကတော့ကွင်းထဲမှာဂျိုးထောင်သွားတဲ့ညိုဆောင်တယောက် တောင်ကြီးကွင်းကနေပြန်လာပြီးတော့မကြ ချက်ချင်းအသက်ဆုံးသွားခဲ့ရပါတယ်။သူမသိမီသူ့ရဲ့မိမမိရေးကိုဖြစ်ပျက်သမျှအကြောင်းစုံကိုပြောပြသွားခဲ့တယ်လို့လည်းဆိုပါတယ်။ညိုဆောင်ကလည်းညိုဆောင်မင်ဖြစ်ပါတယ်။အင်းနိုင်တောင်ကြီးမှာဂျိုးတော်မသွားဖို့အတွက်မိမဖြစ်သူမိရေးကအတန်တန်တားနေတဲ့ကြားမှာပဲဟင်းစားရှာရန်ဟုဆိုကငက်ပြေရင်ဂျိုးတော်ရင်ဖြင့်တဲဂျိုးကိုပါလောင်ရင်နဲ့ယူသွားခဲ့ပါတယ်။တဲဂျိုးကိုအဲ့ဒီကွင်းထဲမှာရှိတဲ့တမ်းမင်အောင်မှာလောင်ရင်နဲ့ချပြီးတော့လောင်ရင်တကားပေါက်ကိုခလုတ်ပြုတ်လုထားလိုက်ပါတယ်။လောင်ရင်ထဲမှာရှိတဲ့ဂျိုးကကုသံပေးလိုက်တဲ့အခါမှာတော့ခဏလောက်ကြာမှာပဲအပြေမှာရှိနေတဲ့ဂျိုးတကောင်ကအတန်ကြားရစီကိုအပြေးလေး းရောက်လာပြီးတော့လောင်ရင်ထဲမှာရှိနေတဲ့ဂျိုးကိုဝင်ခွတ်ပါတော့တယ်ဝင်ခွတ်တာနဲ့တပြိုင်နက်တည်းလောင်ရင်တကားဘောက်ကခလုတ်ပြုတ်သွားပြီးတော့ပိတ်မိသွားပါပြီအရင်နီးနဲ့ဂျိုးတောင်နေတာဂျိုးသုံးကောင်အရာခလန်းလန်းကတရွှိရွှိအတန်ကြားတာကြောင့်ညိုဆောင်ကြည့်လိုက်တဲ့အခါမှာတော့ဒေါသတကြီးနဲ့ပပြင်းထောင်ပြီးတော့သူ့ကိုတရွှိရွှိလှုပ်ပြနေတဲ့မွေဟောက်ကြီးတကောင်ကိုတွေ့လိုက်ရပါတယ်အရင်မွေဟောက်ကြီးကလူကြီးလက်တလန်ကျော်ခန့်ရှိလျားပြီးတော့လူကြီးပေါင်လုံးခန့်ကြီးမားပါတယ်ညိုဆောင်တယောက်ကလည်းဂမန်ကရန်နဲ့လွယ်ရည်ထဲမှာပါလာတဲ့လေးကွာကိုထုတ်လိုက်ပြီးတော့မွေဟောက်ကြီးရဲ့ပပြင်းကိုအားကုန်ဆွဲပြီးတော့ပစ်ချလိုက်ပါတယ်သူစ န်းနေတာကတော့ညိုဆောင်ပစ်လိုက်တဲ့လောက်စာလုံးအောင်မွေဟောက်ကြီးရဲ့ပပြင်းကိုပြင်းထန်စွာမှန်သွားဒီမှာညိုဆောင်ရဲ့အမြင်ဖြစ်ပါတယ်။ဒါ့ပြင်မဲ့လည်းမွေဟောက်ရဲ့ပပြင်းကိုထိမှန်သွားတဲ့လောက်စာလုံးဟာ ဗပင်းကိုထိမှန်ပြီးတော့ပြင်းထန်တဲ့အချိန်နဲ့ပြန်လာကညူဆောင်ရဲ့ရင်ဘတ်ကိုထိမှန်သွားခဲ့ပါတယ်။အဲဒီလောက်စားလုံးကညူဆောင်ကိုပြန်ပြီးထိမှန်တာနဲ့တပြိုင်နက်တည်းမွေရောက်ကြီးကလည်းပျောက်ကွယ်သွားခဲ့ပါတယ်။အဲဒီအခါကျမှညူဆောင်ဟာမိမိမှားသွားမှန်းကိုသိလိုက်ရပါတယ်။ချက်ချင်းဆိုသလိုထိုးအောင်လာတဲ့ရင်ဘတ်ကိုဖိပြီးတော့ပစ္စည်းများကိုယူဆောင်ကညူဆောင်တယောက်အိမ်ကိုတရင်တရိုင်နဲ့ပြန်ရောက်လာခဲ့ပါတယ်။အိမ်ကိုရောက်ရောက်ချင်းမှပဲအကြောင်းစုံကိုမိအေးကိုမနှဲပြောပြရပါတယ်။ပြောပြပြီးခဏကြာမှပဲညူဆောင်တယောက်ဟာကွယ်လွန်သွားခဲ့ရရှာပါတယ်။ အဲ့လိုအကြောင်းအရာတွေကြောင့်ပဲအင်းနိုင်တော်နဲ့အင်းနိုင်တောင်ကြီးကွင်းကိုတောင်ချောင်းရွာသားတွေကမမားရအောင်အမြဲတရိထားကြရပါတယ်။တောင်ချောင်းရွာရွာဦးကျောင်းမှာနေတဲ့ကပ္ပရငွေမောင်လူပုံကမဲမဲပုပုနဲ့ပေပေတေတေနေသူဖြစ်ပါတယ်။အကြောင်းမျိုးမျိုးကြောင့်အကိုဖြစ်သူရွာဦးကျောင်းဆရာတော်ထံမှာကပ္ပရလုပ်ပြီးတော့နေထိုင်သူလည်းဖြစ်ပါတယ်။အသက်40ဝန်းကျင်ရှိပြီးတော့တကိုယ်ရီတကားရသမားဖြစ်ပါတယ်။အခြားရွာများကမိမိတို့ဘုံကြီးကိုဖေအားပွဲအလူပွဲတွေလာပြီးတော့ပင့်တဲ့အခါငွေမောင်ကိုအားကိုးရပါတယ်။ကျောင်းမှာဘုံကြီးစီးရံအတွက်လဲရင်ရှိပါတယ်။အဲဒီလဲရင်ကိုဆွဲရံအတွက်ကိုလည်းအလှမွေးနွားနှစ် ှင်းကိုလည်းမွေးထားပါသေးတယ်။လဲရင်လည်းဘုန်းကြီးကိုလိုက်ဖို့ဖို့အတွက်ငွေမောင်းရတာဝန်ဖြစ်ပါတယ်။အခြားအချိန်တွေမှာတော့နွားများကိုကျူးမွေးဆောက်ရှောက်ရတာကလည်းငွေမောင်းရတာဝန်ပဲဖြစ်ပါတယ်။အဲဒီလိုနဲ့ပင် အကိုဖြစ်သူရဲ့ဘုန်းကြီးကြောင့်မှနေလာရင်းနဲ့တနေ့မှာတော့ကျောင်းကိုလာရောက်တဲခုတဲ့ဆေးဆရာကြီးတယောက်နဲ့ငွေမောင်းတို့ခင်မင်မိကြပါတယ်။အဲဒီပုဂ္ဂိုလ်ကြီးကနယ်လဲပြီးတော့ပယောဂကုတဲ့ဆေးဆရာကြီးဖြစ်မှန်းသိကြရပါတယ်။အဲဒီဆရာကြီးကငွေမောင်းကိုပယောဂအမျိုးမျိုးတို့ကအကာအကွယ်ဆေးဖြစ်နက်လန်ဆေးလို့ဆိုတဲ့ဆေးကိုစုံနဲ့ပေါက်ကထိုးပေးခဲ့ပါတယ်။အစကမှနတ်စိမ်းလောကနဲ့ပရလောကကိုမယုံကြည်တဲ့ငွေမော ောင်းဟာဆေးထိုးလိုက်တဲ့အခါမှာပရာလောကကိုသူကကြောက်เสียရလို့မထင်တော့ပါဘူး အဲလိုနေလာခဲ့ရအကိုဖြစ်သူရွာဦးကျောင်းဆရာတော်ရဲ့အကြံပေးချက်နဲ့ငွေမောင်းတရားအလွတ်လွတ်ရန်ဖြစ်လာခဲ့ပါတယ်။ဘုန်းကြီးကငွေမောင်းကိုတောင်ချောင်းရွာလဲခွက်များရဲ့အဆက်မှရှိတဲ့တမ်းပင်တဟပ်ပင်များကိုခုတ်ထွင်ပြီးတော့အဲဒီအကွက်မှာမြေပဲစိုက်ဖို့အတွက်အကြံပေးပါတယ်။ငွေမောင်းတယောက်ကတော့အလုတ်ကင်မရှိတာကြောင့်ဘုန်းကြီးကအကြံပေးခြင်းလည်းဖြစ်ပါတယ်။ငွေမောင်းကလည်းသဘောတူခဲ့ပါတယ်။တောကိုခုတ်ထွင်ရှင်းလင်းမီးရှို့ပြီးတဲ့အခါထယ်ရေးဝင်ပြီးတော့မြေပဲစိုက်မှဖြစ်ပါတယ်။အဲဒီနောက်မှာတော့ငွေမောင်းတယောက်ကတောချောင်းရွာအရှိတ်မှရှိနေတဲ့တမ်းတဟပ်တော်ကိုခုတ်ထွင်ရှင်းလင်းမှာတော့တယ်။အဲဒီလိုတောခုတ်ရွာမှာကွင်းမိုင်ကိုတောင် ရမ်းခြင်းတောင်းပန်ခြင်းမပြုပါဘူး။ရွာသားများကတော့ယင်တထိတ်ထိတ်နဲ့ကြည်နေကြပါတယ်။တောခိုးလို့ပြီးတလားလောက်ကြာတဲ့အထိဘာမှဖြစ်မလာခဲ့ပါဘူး။ရွာသားများကယင်အေးရပါတယ်။ခုတ်ပြီးတော့တစ်ပင်တွေခြောက်သွားရင်မိရှုရံသာရှိပါတော့တယ်။ငွေမောင်းခုတ်တွင်ရှင်းလင်းထားတဲ့တန်းပင်တွေတဟက်ပင်တွေကိုလိုချင်တဲ့သူတွေကငွေမောင်းရဲ့တငယ်ချင်းဖြစ်သူမင်းသိမ့်ဖြစ်ပါတယ်။ရခင်ကတော့အင်းနိုင်တောင်ကြီးကတစ်ပင်များကိုခုတ်မိသူတိုင်းဟာနာချင်းဖျားချင်းနဲ့တေချင်းထိဖြစ်တတ်တာကြောင့်မင်းသိမ့်ဟာမခုတ်ရဲခဲ့ပါဘူး။ မင်းသိန်းဟာတားလေးနီတုကိုရှင်ပြုရန်အတွက်ထင်းများကိုစုဆောင်းရမှာဖြစ်ပါတယ်။အဲဒါကြောင့်ပဲမင်းသိန်းကငွေမောင်းကိုတွေ့ဆုံစဉ်မှာထင်းများကိုတောင်းခံခဲ့ပါတယ်။ငွေမောင်းရင်မင်းစီမှာအကူအညီတောင်းရင်လို့ကွာ ဘာများလဲမင်းတင်ရပြောပါတခြားတော့မဟုတ်ပါဘူးကွာမင်းထွင်ထားတဲ့တန်တဟတ်သားတွေလဲတစည်းလောက်ပေးပါလားကွာငါသားရှင်ပြုတို့ထင်းလို့နေလို့မင်းတင်ရရပါတယ်ကွာမင်းရလဲမင်းနဲ့ငါတွေကပြောရမယ့်လူတွေကြာနာတငယ်ချင်းတွေပဲမင်းလူတလောက်တာယူရကွာဟုတ်ပြီလားကြံနာငါမီးရှို့လိုက်မယ်အေးကွာကျေးဇူးပါပဲဒါဆိုငါလဲနဲ့တိုက်သွားမယ်နော်မင်းသဘောပါပဲကွာအဲ့လိုနဲ့ပဲမင်းတင်တရားကနောက်တနေ့မှာတော့အိမ်ကလဲနဲ့အင်းနိုင်တောင်ကြီးကိုရောက်လာခဲ့ပါတယ်ခုတ်ထွင်ထားတဲ့တန်တဟတ်ပင်တွေကိုဂိုင်းပြားဂိုင်းသားတွေပယ်ပြီးတော့လဲဘော်ကိုတင်ပါတယ်လဲတစည်းပြည့်တဲ့ကနွားများပြန်တက်ပြီးတော့ရွာကိုပြန်မ ောင်းခဲ့ပါတယ်။ထင်းလဲကိုမောင်းပြီးတော့မကြမီမှာပဲရှေ့မလန်းမကန်လဲလန်းချောင်းပေါ်မှာကြီးမားတဲ့မွေရောက်ကြီးတကောင်ဟာပပြင်းထောင်ပြနေအောင်တွေ့ရပါတယ်။နွားများကနာသင်တရှူးရှူးပေးပြီးတော့ရှေ့မသွားဘဲနဲ့နောက်ကိုသာပြန်ဆုတ်နေကြပါတယ်။မွေကြီးကလည်းပပြင်းထောင်နေလျက်ကပဲပျောက်ကွယ်သွားခဲ့ပါတယ်။မင်းသိန်းကလည်းအဲ့ဒီအခါကျမှနွားတွေကိုမောင်းလို့ရပြီးတော့အိမ်ကိုပြန်နိုင်ခဲ့ပါတယ်။အိမ်ကိုပြန်ရောက်ပြီးနွားတွေဖြုတ်ပြီးတာနဲ့မင်းသိန်းကခေါင်းနဲ့မူးလာပြီးတော့ပြစ်လဲကြသွားပါတယ်။လာကြပါဦးရှင်လာကြပါဦးကိုမင်းသိန်းလဲကြသွားလို့မင်းသိန်းရဲ့မိန်းမဖြစ်သူမြရင်ရဲ့အော်တန်ကြောင့်ပတ်ဝန်းကျင်ကအိမ်နေရလူတွေရောက်ရှိလာခဲ့ကြပါတယ်။ ယ်အဲ့ဒီတဲကမှနားလဲတဲ့လူကြီးသူမတယောက်ကဟေ့မျိုးတို့ မေဖုန်းကြီးရောင်းသွားပြီးတော့ဆရာတော်ဘုရားကိုခုချက်ချင်းပင့်ငယ်ကွာဟုတ်ကဲ့ဦးကြီးအဲဒီလိုမျိုးပြောဆိုကမြားရင်ရဲ့မောင်ဖြစ်သူမျိုးထွန်းကလည်းဆရာတော်ပင့်မှုတွေရွာဦးကျောင်းကိုအမြန်တုတ်ချစ်တင်မာတော့တယ်တရီးလစ်နေတဲ့မင်းသိန်းကိုအိမ်မော်ကိုတင်ပြီးလို့ခဏကြာမှာတော့မျိုးထွန်းနဲ့ဆရာတော်တို့အိမ်ကိုရောက်လာခဲ့ပါတယ်မြားရင်ကအကျိုးအကြောင်းစုံကိုဆရာတော်ကိုရှောက်ထားပြောပြလိုက်ပါတယ်ဆရာတော်ကရေတန်းတစ်ခွက်တောင်းပြီးတော့ပရိတ်ရည်များဂါထာများရွတ်ဖတ်ပါတယ်အဲဒီနောက်မှာတော့ပရိတ်ရည်နဲ့မင်းသိန်းကိုတောက်ချလိုက်တဲ့အခါမှာတော့မင်းသိန်းကမကြမီတရီးရလာပြီးတော့ထထိုင်လာခဲ့ပါတယ်သူ့ရဲ့မျက်လုံးတွေမှာအပြင်းထန်ဒေါသထွက်နေပုံမျို ိုးနဲ့ပတ်ဝန်းကျင်ကိုကြည့်နေခဲ့ပါတယ်။အဲဒီချိန်မှာပဲဆရာတော်ကကဲတင်ရဘသူလဲကွယ်။ဘာကြောင့်သူ့ကိုလှုပ်ရလဲ။အကုန်ပြောပြစမ်းကွယ်။အဲဒီလိုမျိုးမိန်လိုက်တဲ့အခါမှာတော့ဝင်ပူးနေသူကတပည့်တော်ယွာရှိရာကွင်းပိုင်မှာဖေ။ဘာကြောင့်သူ့ကိုလှုပ်ရတာလဲကွယ်။တပည့်တော်ပိုင်နဲ့ကွင်းနေရာထင်းနေကိုယူသွားလို့ပါဖေ။အဲ့ဒါကလေသူ့ကိုငွေမောင်းကပေးတာမဟုတ်ဘူးလားကွယ်။ နောက်ပြီးတော့ကွင်းထဲကအပင်တွေကိုခုတ်တာလည်းငွေမောင်းမယ်လေ။သူနဲ့မဆိုင်ပါဘူးကွယ်။လှုပ်ချင်းလှုပ်လို့ရှိရင်ငွေမောင်းကိုပဲလှုပ်ရမှာပေါ့။ဘာဖြစ်လို့သူ့ကိုဒီလိုလှုပ်ရလဲ။ငွေမောင်းကိုလှုပ်လို့မရလို့ပါ။တစ်ပင်တွေခုတ်ကလေးကလှုပ်ချင်နေတာ။ငွေမောင်းမှာအကာအကွယ်ဆေးတွေရှိနေလို့လှုပ်မရပါဘူး။အဲဒါကြောင့်ထင်းယူတဲ့မင်းသိန်းကိုပဲလှုပ်ရတာပါ။ဒီမဲ့ကွင်းမိုင်မင်းသိန်းကထင်းယူရတယ်ဆိုတာလည်းရှင်ပြုတ်ဖို့ပါ။ သင်ကသူ့ရဲ့ရှင်ပြုအလိုကိုထင်းလူလိုက်တယ်လို့ပဲသဘောထားလိုက်ပါရှင်ပြုတဲ့အခါကျရင်တင့်ကိုလည်းအမြဝေစီပါမယ်သူ့ကိုလည်းမနှောက်ယှက်ပါနဲ့ပြုလုပ်ထားတာတွေကိုလည်းဖြေလိုက်ဖို့ဘုန်းကြီးကကြားနဲ့မြစ်တာရက်ခံပါတယ်တပည့်တော်သိပါပြီဗျာပြုလုပ်ထားတာရင်လည်းဖြေပေးလိုက်ပါမယ်ရှင်ပြုမှလည်းအမြဝေပေးစီလိုပါတယ်ယခုညနေပိုင်းမှလည်းကွင်းဆက်မှာတင်းမြောက်ခိုင်းပေးပါတွားပါတော့မယ် ကောင်းပါပြီကွင်ပိုင်းညနေပိုင်းမှာထုံးစံအရာတင်မြောက်ခိုင်းလိုက်ပါမယ်တင်သွားလို့ရရက်ကိုအီချန်စွာသွားနိုင်ပါပြီဆရာတော်ကအဲ့ဒီလိုပြောဆိုပြီးတဲ့အဆုံးမှာတော့ကွင်းမိုင်ဟာထွက်သွားတာကြောင့်မင်းသိန်းဟာကြောင်တောင်နဲ့ကြံခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဆရာတော်ကမင်းသိန်းကိုရေမှန်းပေးရည်နဲ့တောက်လိုက်ပြီးတော့တောက်လဲတောက်စီခဲ့ပါတယ် အဲဒီခါမှာပဲမဲသိန်းဟာလည်းသတိကောင်းစွာပြန်ရလာခဲ့ပါတယ်။ကွင်းမိုင်ဟာကျန်းတဲ့မိမလည်းငွေမောင်းလိုအကာအကွယ်ဆေးထိုးထားသူကိုတော့ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ဒါပေမဲ့လည်းဂျားတွေကမဲသိန်းတယောက်ဒုက္ခမရောက်ရတာတော်သေးတယ်လို့ပဲဆိုရမှာပါ။အဲဒါကြောင့်မင်းဘာပဲလုပ်လို့နတ်နဲ့ပရလောကသားတွေကိုသတိထားတဲ့နယ်ဆိုတာလေးကိုသတိချက်ရင်းနဲ့ဇလန်းလေးကိုညှိကုန်းချုပ်လိုက်ပါတယ်ဗျ။ကျွန်တော်ရဲ့ဇလန်းလေးကိုစွန့်နေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။